မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကတော့ဒီလေးလုံးထဲကတလုံးတမမဟုတ် no ဆိုတာလေးကိုပြန်နေမြောက်ပြတော့မှာဖြစ်ပါလေပေါ့နော် 1o no ဆိုတာလေးဖြစ်ပါလေပေါ့နော်ကျွန်တော်နံပါတ်1ဒီရှောက်ခွန်တင်းနေမှာဆိုရင်တစ်တလုံးထဲပဲပေါ့နော်လေးရှိတစ်ဖြစ်ပါလေဒါကြောင့်မို့ကျွန်တော်ဒီနှစ်ပေမှာ1လို့ရေးပြထားတယ်ပေါ့နော်ခွန်ရှိနှစ်တုံးထဲက၈တလုံးပေါ့နော်၅၉ရှိဆိုပြီးတော့1လို့ပြပြထားတယ် လေငါကိုတုံများမှာဆိုရင်တစ်တစ်ရှောက်ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာတလုံးမမပါဘူးပေါ့နော်တစ်တစ်ရှောက်ဆိုတဲ့အတွက်တစ်မပါဘူးရှောက်မပါဘူးပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ဒီမှာ no ဆိုပြီးပြပြထားတယ်ဒီဟာဒီလေလုံးထဲကပါရင်တလုံးထဲပဲဖြစ်ပါတယ်ပေါ့နော်ဒီတော့ဒီမှာ go ဒီ6ကိုတုံများ3ဒီ5ကို3လေးဒီ5တုံများလေး3ဒီ5တုံများ3 6က336လေးဒီတုံညာလေးဒီပေါ့နော်ဒီ6 6ခွန်တပင်မှာတော့တလုံးမမပါဘူး6မပါဘူး 6မှာပါဘူး9မှာပါတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာ no လို့ပြပြထားတယ်ပေါ့နော်ပါရင်တစ်လုံးသေးပဲဖြစ်ပါတယ်6တော်များရှောက်ရှောက်ရှောက်နဲ့ရှောက်ရှောက်ကကိုရှောက်နဲ့တော်များလေးလေးမှာ no ပေါ့နော်နှစ်နှစ်တစ်ရှင်းလေးတော့မှာလည်း no ဖြစ်ပါတယ်ရှေ့ရှောက်ခုံမှာရှောက်တစ်လုံး sorry ရှေ့ရှောက်တော့မှာရှောက်တစ်လုံးပေါ့နော်တော့ကျွန်တော်ဒီမှာ9နှစ်တောင်များကိုခွန်ခွန်ခွန်ကိုတောင်များဒီခွန်တောင်များတောင်များသုံးခုခုမှာတလုံးမှာမပါတဲ့အတွက်နိုးဖြစ်ပါတယ်ရှေ့ကိုလေးမှာလည်းနိုးပါတော့ ဒီ963မှာ9တလုံး68ခွန်မှာ10လုံးနိနေခွန်မှာ no 388မှာလည်း no ပေါ့နော်ပြီးတော့ကျွန်တော်ဒီ3တုံညာ9မှာ1အဲ39နိမှာလည်း1ပေါ့နော်39နိမှာ no ဖြစ်ပါတယ်နိလေးရှောက်တပင်မှာ4ပေါ့နော်3နိလေးတပင်မှာ1ဖြစ်ပါတယ်ဒီမှာလည်း1 1 1 no ပေါ့နော်ဒီရှောက်လေးရှောက်တပင်မှာရှောက်လေးမပါဘူးလေးလေးမပါတဲ့အတွက်ဒီမှာ no ဖြစ်ပါတယ်အဲဆိုရင်ဒီ39ခွန်9တုံညာအလေး9ထဲကကျွန်တော် 6 6ဖြစ်ပါတယ်ပေါ့နော်6ရှေ့ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာ6တလုံးပါတယ်ပေါ့နော်ဒါကြောင့်မို့1ဖြစ်ပါတယ်ပါရင်တလုံးထဲပဲပါရမှာပေါ့နော်ဆိုတော့ဒီမှာ6တလုံးပါတာဖြစ်ပါတယ်ခင်ဗျာ6 6ဖြစ်ပါတယ်နံပါတ်39ခုနှစ်ကြိမ်အထိရှိသွားပြီဖြစ်ပါတယ်ပေါ့နော်နံပါတ်39ဒီ16ကြိမ်အတွက်ကျွန်တော်တို့အတူတူထပ်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော် ဒါကျွန်တော်ပင်ပေါင်း30ကျော်ခုလိုလိုဆက်ပြပြင်လုံးဝမရှိသေးဘူးပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်တို့ရဲ့နီးကိုအတူတူလေ့လာကြည့်မယ်ပေါ့နော်။ okay ဒါလေးဖြစ်ပါတယ်ခင်ဗျာဒါသူရဲ့နီးလေးဖြစ်ပါတယ်ပေါ့နော်သူရဲ့နီးကိုကျွန်တော်ဒီ6လေး6အနေစာပြီးကြည့်အောင်ဒီ9တကြိမ်ပေါင်းရှင်း30ဖြစ်ပါတယ်ပေါ့နော်63ကြိမ်ဒီ78ဖြစ်ပါတယ်ခင်ဗျာဒီ10နဲ့10နဲ့ပေါင်းတာကနေဖြစ်ပါတယ် လေတလီတီလေပေါ့နော်တုံညာကတစ်ကြိမ်ဖြစ်ပါတယ်လေတိကိုလေးနဲ့များထားတဲ့အတွက်လေဒီတုံညာကတစ်ကြိမ်ဒီနှစ်နဲ့ပေါင်းတာကနှစ်ပေါ့နော်တုံညာနဲ့ကြိမ်တုံညာကိုကျွန်တော်တို့6နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်၈ရက်နှစ်ရက်30လေးနဲ့6နဲ့ပေါင်းရင်30ဒီမှာနှစ်တစ်လုံးကြံတယ်ပေါ့နော်အဲ့ဒီနှစ်ကိုကျွန်တော်တစ်တိုးတာဆိုရင်3 3ကိုကျွန်တော်လေးနဲ့ပေါင်းတာဒီ3နဲ့4ပေါင်းခွန်ခွန်တစ်ပေါင်းတာရှစ် နေ3ခွန်ရှိတဲ့ကထည့်ရင်တလုံးမထည့်ရင် no ပေါ့နော်အဲ့မှာရှောင်းလေးရှောင်းရှင်လေးအတွက်တလုံးမှမပါဘူးပေါ့နော်ဒါကြောင့်မို့ဒီမှာ no ဖြစ်ပါတယ်ဒီမှာနေ3ခွန်ရှိမှာရှောင်းလေးရှောင်းဆိုပြီး no ပြပေးထားတယ်ထပ်ပြီးတော့ကျွန်တော်ဒီ9တုံညာ၄၅ဆိုတာလေးကိုဆက်ပြီးတော့ပြန်စစ်ကြည့်အောင်ပေါ့နော်ဒီ၄နာချိန်ပေါင်းရှင်းချက်ဖြစ်ပါတယ်ခင်ဗျာ6 3ကြိမ်ပေါင်းတာက6 3ကြိမ်78ဒီမှာ8ကြိမ်ဒီ9ကတကြိမ်ဖြစ်ပါတယ်6တတိ6ပေါ့နော်တင်းလေးတွေနဲ့တင်း3 ခွန်ပြီးရင်6ဆိုပြီးလာမယ်ပေါ့နော်။အဲဆိုရင်ကျွန်တော်ဒီမှာ8က3ချိန်ဒီ20နဲ့4ပေါ့နော်။8 3ဒီ20နဲ့4 4နဲ့6ပေါင်းရင်30 3ခွန်ပေါင်းရင်30ဒီ9နဲ့4နဲ့ပေါင်းတော့900ရတယ်ပေါ့နော်။9တိတူ30ဒီမှာ4နဲ့ပေါင်းတဲ့အတွက်တုံများကို4နဲ့ပေါင်းတော့4တိတူတာ9ကိုတုံညာလေး၅ထဲကထီရင်တလုံးမထီရင်နှိုးပါတော့တလုံးမှမပါဘူးပါတော့ဒီတော့အဲ့မှာကိုတလုံးပါတယ်ကိုခွန်ရှိဖြစ်ပါတယ်ခင်ဗျာ ဒါကြောင့်မို့9345မှာ9080ဆိုပြီးပြပြထားတယ်ပေါ့နော်။အဆွင်း16ချိန်မှာအဲ့ဒီနီးအရာဆိုရင်ကျွန်တော်ဒီမှာ2ချိန်2ချိန်3နဲ့မြောက်တယ်သူတို့3နဲ့မြောက်တယ်ဒီမှာ2ချိန်ဒီမှာ2ချိန်ပေါ့နော်။ဒီမှာလည်း2ချိန်ဒီမှာလည်း2ချိန်ဒီမှာ2ချိန်ဒီမှာ2ချိန်ကိုကျွန်တော်ဒီကိုက်ရက်ကို4နဲ့မြောက်တယ်။3မှာ2ချိန်ဆိုရတဲ့ဒီနှစ်မှာ2ချိန်ခွန်း2ချိန်6 2ချိန်အပေါင်း6ပါနော်ခွန်း2ချိန်ပေါင်းတာကပေါင်းရှင်း14ဖြစ်ပါတယ်ရှစ်3 4 24နဲ့ ဒီခုနှစ်ကတစ်ကြိမ်ပြီးရင်ဒီမှာ3တစ်ကြိမ်ပေါ့နော်တရားဒီမှာ5တစ်ကြိမ်3လေးလီဒီဆက်နှစ်ဖြစ်ပါတယ်ဒီမှာနှစ်တစ်ကြိမ်6ောက်ကတစ်ကြိမ်နောက်ထပ်ဒီမှာ6တစ်ကြိမ်ဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီခုနှစ်3နဲ့ပေါင်းရင်10 4နဲ့4ပေါင်းတာ8 8နဲ့2ပေါင်းရင်10ဖြစ်ပါတယ်ခင်ဗျာပြီးရင်ကျွန်တော်ဒီ9ရက်ဒီ2ရက်ပေါင်းတာခွန်ပေါ့နော်ဒီ6နဲ့6နဲ့ပေါင်းတာက7နှစ်ဆိုတော့ခွန်ရက်2ရက်ပေါင်း9 ဒါကြောင့်မို့ဒီတစ်ပတ်မှာလေ9345ဆိုပြီးထည့်ရမယ်ပေါ့နော်ပြီးခဲ့တဲ့ပုံစံလိုမျိုးပဲပေါ့နော်9345ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်78ချိန်မှာ9345တဲ့ကပါရင်တလုံးမပါရင် no ပေါ့နော်9345ဆိုပြီးထည့်ပြီးရနေတာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ပြီးခဲ့တဲ့တစ်ပတ်လိုမျိုးပဲ9345ဒီထဲကနှလုံးမပါရဘူးပေါ့နော်၃လုံးလိုက်မပါရဘူးလို့ဆိုလိုတာဖြစ်ပါတယ် ဒါဆိုရင်ကျွန်တော်တို့ဒီရက်ဒီဟာလေးကိုဆက်ကြည့်အောင်ပါနော်။ Okay ကျွန်တော်ဒီမှာထပ်ပြီးပြပြထားတယ်ပါနော်။ဒီအတွဲ၄6တွဲပါနော်။ဒီ6တွဲပါရင်ပေးရမှာဖြစ်ပါတယ်။ကျွန်တော်ခုနကကဏ္ဍ၄လုံးကိုတွဲလိုက်တာပါနော်။နှလုံးမပါရဘူးဆိုတော့ကျွန်တော်ဒါတွဲလိုက်တာဆိုရင်ဒီနိစ္စခွန်ခွန်ကိုကနေတပင်ရှင်းပြပေးထားတာပါနော်။ဒါလေးကိုကျွန်တော်တွဲပြထားတာဖြစ်ပါတယ်။၃၃ညာကို၃၅နဲ့၃၉နဲ့၄၆၃နဲ့ ဒီမှာပါနော်646ဒါဆိုရင်ဒီ90တွဲပေတယ်ပေါ့နော်90 94 95 345ဒီတွဲတွေကိုပေတာဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်96ဆိုပြီးဖြစ်ပါတယ်ပေါ့နော် ကိုခွန်6ဆိုတဲ့အတွက်ကိုခွန်တွဲလည်းမပါဘူးเนาะကိုခွန်6တွဲလည်းမပါဘူးကိုခွန်6တွဲလည်းမပါဘူးเนาะကျွန်တော်ကျွန်တော်ဒီ30နဲ့9ကြိမ်30ရက်ရှိကြမှာလဲကျွန်တော်ဒီအပေါ်ကလိုမျိုးပဲကိုတုံများ45ဆိုတဲ့အတွက်90တွဲပါရင်ပဲတယ်ကို4တွဲပါရင်ပဲတယ်ကို5တွဲပါရင်ပဲတယ်တုံများ4တွဲပါရင်ပဲရမယ်ပေါ့เนาะတုံများ5တွဲပါရင်ပေးရမယ်၄၅အသွေးပိုင်းပေးရမယ်ပေါ့နော်ဒါကတော့ဒီနေ့အရာ solution ဖြစ်ပါတယ်ခင်ဗျာ တင်ရှာနီအရာအဲဆဲလေးโอเคသွားနေတယ်လို့ပြက်လဲပြက်တတ်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ဒီမှာတော့ဒီနေ့အရာဒီသွဲ၆သွဲပိုင်းပေးရမှာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီမနက်ခင်းပိန်းမှာကျွန်တော်တင်ပေးထားတဲ့အပြည့်ခွေကနန်းပေါ့နော်အပြည့်ခွေကနန်းမှာ9တုံည၄၅ဆိုတာလေးဖြစ်ပါတယ်ပေါ့နော်ဆိုတော့9တုံည၄၅က1 no ဖြစ်ပါတယ်ပေါ့နော်1 4 no ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ 693ညာ၄ငါးထက်ကပါရင်တလုံးပေါ့နော်ဒီတော့အဲ့မှာ693ညာဒီ693ညာတွဲနေတဲ့အတွက်693ညာကိုပေးမယ်ပေါ့နော်693ညာဒီ693ညာပြီးရင်ကျွန်တော်ဒီ693ညာတွဲပေါ့နော်ဒီတော့ဒီ693ညာတွဲလိုက်ရင်693ညာ6ပြောရောက်တော့693ညာ6ဒီမှာ693ညာပေါ့နော်693ညာ6 693ညာ9 693ညာ8ဒီ3ခွက်ကိုပေးရင်ကျွန်တော်ဒီ76ချိန်မှာ1 2 3 4 5 6 9 ခုနှစ်ကွက်ကျန်တယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်ဆက်ပြီးတော့အလေးအပိတ်နှလုံးအပါနဲ့တဲစီပြပေးသွားမယ်ပေါ့နော်။ကျွန်တော်အလေးပိတ်နှလုံးအပါနီးကိုလည်းကျွန်တော်တစ်ဆက်ထည့်ဆက်ပြီးလေ့လာကြည့်ပေးခင်ဗျာ။ဒါလေးကတော့ကျွန်တော်အလေးနဲ့အပိတ်နေရာမှာကနဲနှလုံးအပါဖြစ်ပါတယ်။ငါးလုံးထဲကနှလုံးအပါပါနော်။ဒီမှာဆိုရင်ကျွန်တော်ဒီနှစ်ချိန်သုံးချိန်တစ်ချိန်ဒူနှစ်ချိန်ဒူမတစ်ချိန်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 နှစ်ချိန်တစ်ချိန်အပေါင်းခွန်အဲ့လိုလေးပေါင်းထားတာပါနော်။အဲ့လိုပေါင်းထားတာဆိုရင် ်အ9 6ခွန်ခွန်နေပေါင်း99မြ9603ရက်ထက်ကနေ့3ရက်9ဆွဲအတွက်3ရက်9ရက်ပေါ့နော်ခွန်ရက်9ရက်ခွန်ခွန်ကို3ရက်အပူခွန်3ရက်3ရက်ခုနှစ်အပူ3ခွန်ခွန်9ရက်4ရက်89 4ပေါ့နော်396မှာ3လုံးအပါခွန်10မှာ68ခွန်နေ့ရက်ခွန်ရက်နေ့နေ့ခွန်10ဒီ3ရှိရှိဆိုပြီးတော့ဒီလိုလေးတောက်ချောက်ပေါ့နော်ဒီလိုလေးတောက်ချောက်ဆိုပြီးမှဒူဒီ6လေး6တပြင်းမှာပြတ်သွားခဲ့တယ်ပေါ့နော် တုံညာတင်းနဲ့လေးငါမှာ၃ငါရှောင်းပြီးတော့၆လေးရှောင်းဆိုပြီးတော့ကျွန်တော်တို့ဒီမှာလေးတလုံးပဲပါတဲ့အတွက်အဲ့မှာတစ်ကြိမ်ပြတ်သွားခဲ့တယ်ပေါ့နော်အဲ့မှာလေးငါ၆လို့ဒါထည့်လိုက်မယ်ဆိုရင်တော့ပိုပြီးကောင်းတယ်ပေါ့နော်အဲ၆လုံးပြီးသွားတာပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်တို့ဒီနောက်ထပ်တစ်ကြိမ်မှာကျွန်တော်ကဒီမှာစောင့်ကြည့်ဆဲဆိုပြီးတော့ပြပြထားတယ်ပေါ့နော်ကျွန်တော်မတင်သေးတာပေါ့နော်အဲ့မှာကျွန်တော်ဒီခရီးတစ်ပတ်မှာထပ်စစ်ကြည့်တော့၃၄၅ခွန်ရှစ်ဆိုပြီးရနေတယ်ပေါ့နော်အဲ့မှာ၉ခွန် ငါကိုခွန်ချစ်ဆိုတဲ့အတွက်ဒီမှာခွန်ရဲ့ချစ်ရဲ့ပါတယ်ဗောနော်ဒီနေ့ကိုဆက်ပြီးလေ့လာကြည့်အောင်လားခင်ဗျာမဆောက်ကမဆန်လို့တဲ့ဒီမှာထိုင်ရင်းပြထားတယ်ဗောနော်ဒီမှာကြည့်အောင် Okay ဒီမှာခွန်အသုံးများနှစ်ချိန်သုံးများခွန်3လီတီ20နဲ့1ဖြစ်ပါတယ်ဗောနော်ဒီ၄ရာတစ်ချိန်ဖြစ်ပါတယ်၈နှစ်ချိန်က16ခွန်နဲ့သုံးများနဲ့ပေါင်းရှင်းဒီခွန်9နဲ့2ပေါင်းတာခွန်3နဲ့8ပေါင်းတာ73 3ညနဲ့ခွန်ပေါင်းတာခွန် ။အာဆွမ်းဒီ၄နဲ့၆ပေါင်းရင်30ပေါ့နော်။ဒီခွန်၃ကြိမ်ပေါင်းတာလည်း20နဲ့3ဆိုတဲ့အတွက်3 4 3 3 3ရတယ်ပေါ့နော်။ Okay ကျွန်တော်တို့ပြန်ကြည့်အောင်ပေါ့နော်။အဲ့မှာဆိုရင်ခွန်3ကြိမ်20နဲ့3ဖြစ်ပါတယ်၄ရတစ်ကြိမ်ဒီ6နဲ့ကြိမ်16ခွန်နဲ့3ပြန်နဲ့ပေါင်းခွန်9နဲ့နဲ့ပေါင်းခွန်ပြီးရင်3နဲ့8ပေါင်းတာ73 3ညနဲ့ခွန်ပေါင်းခွန်ဒီ1မပါဘူးပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီလိုထပ်ပြီးပေါင်းကြည့်အောင် ဒီ၄နဲ့ဒီ၆နဲ့ပေါင်းရင်30ပေါ့နော်တရခွန်ရပေါင်းတာ၈၈ခွန်ပေါင်းတာ15 9နဲ့တပေါင်းတာ6 6နဲ့ခွန်ပေါင်း73ဆိုတဲ့အတွက်ကြောင့်မို့3 4 5 5ကိုနှစ်ပေါင်းခွန်6 3 4 5ခွန်ရှင်းစကိုးရှင်းရထက်ထည့်လို့ရသေးတယ်ပေါ့နော်ကျွန်တော်ကအဒီမှာ၅လုံးပဲယူမယ်ပေါ့နော်အဲဒီ6လေး6တစ်ချိန်မှာတော့ပြတ်တယ်ပေါ့နော်အဲဒီမှာ6ခွန်ရှင်းဆိုပြီးဖြစ်ပါတယ် ကိုခွန်ချစ်ဆိုတော့ပြီးခဲ့တဲ့ဒီဘက်မှာကျွန်တော်ဒီမခွန်ရချစ်ရဆိုပြီးထပ်ပြီး OK လာတယ်ပေါ့နော်။ရှောင်းလေးချောင်းမှာတက်ပြီးချင်းပြတ်သွားခဲ့တဲ့အတွက်ကျွန်တော်ဒီဘက်မှာခဲတံလေးနဲ့ပဲတူထားတာဖြစ်ပါတယ်ပေါ့နော်။3လေး5ခွန်ချစ်။ Okay ဒါဆိုရင်ဒီနေ့အဆက်ကိုဆက်ပြီးကြည့်အောင်လားခင်ဗျာ။ကျွန်တော်ကပြည့်ခဲ့တဲ့ဘက်မှာတော့များတင်းတင်း35ဆိုပြီးတော့၄ပိတ်နှလုံးအပါတုံးလိုက်တာပြည့်သွားအနီးအတိတုံးလိုက်တာနီးအတိကပြည့်သွားတယ်ပေါ့နော်ဆိုတော့ဒီတော့ဒီနီးအဟောင်းကိုပဲဆက်ကြည့်အောင် ဒီမှာနှကျင်းသူ့ကိုတုံးနေမြောက်တယ်ဒီအလေးမှာတစ်ကျင်းနှကျင်းတစ်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 ကျင်းသူ့ကိုလည်းတစ်ကျင်းတစ်ကျင်းအလေးမှာတစ်ကျင်းအပေါင်းခွန်โอเคဒါဆိုရင်ရှင်းနှကျင်းကအပေါင်းရှင်း16ရာတယ်ပေါ့နော်ခွန်3ကျင်း90နဲ့1ဒီခုနှစ်ကတစ်ကျင်းခုနှစ်ကျင်းပေါင်းတာ74ရှင်းနဲ့3ပေါင်းတာက74ငါးနဲ့2ပေါင်းတာဒီခွန်ပြီးရင်ဒီ2နဲ့3ညာနဲ့ပေါင်းတာက2 3ညာနဲ့ခွန်ပေါင်းတာခွန်ဆိုပြီးရာတယ်ပေါ့နော် ကျွန်တော်ကျွန်တော်ဒီမှာ6နဲ့ဒီ၄နဲ့ပေါင်းရင်30ရတယ်ခင်ဗျာပြီးရင်ခွန်ရဲ့နှစ်ရဲ့9ဘောနော်9နဲ့တိပေါင်းရင်30ခွန်နဲ့ခွန်ပေါင်းတာပေါင်းရှင်း74 74နဲ့တိပေါင်းတာ55 55ဆိုတော့ကျွန်တော်ဒီတစ်ပတ်မှာ96ခွန်ဖြစ်မယ်ဘောနော်96ခွန်ခွန်ကိုနှစ်ပေါင်းရှင်းဒီ9တုံည96ခွန်9တုံညတစ်ထင်းတစ်အရာဘောနော်96ခွန်9တုံညဒီလေပိန်နှလုံးအပါဖြစ်ပါတယ် ဒါတင်ရှာနေရပါတော့ဟာဆိုရင်ခုနကအပိခရိကနာနဲ့ဆက်ပြီးမြည်အောင်တော့ခင်ဗျာโอเค9 6 9 9ตนญาบ่เนาะสรุปจรเราดีมา9 6 9 9 9ตนญา9 6 9 9ตนญาสรุปเลใบเนี่ยมาจรเราเดี๋ยว3ลงตา2ลงสรุปดีมา9อ่ะไม่ป่าวบ่เนาะ6 9ป่าได้ 6ခွန်6ခွန်ပါတယ်ဗောနော6ခွန်9တုံညာ9တုံညာโอเคဒါဆိုရင်6ခွန်9တုံညာလေးပိတ်နေရဖြစ်သွားမယ်ဗောနော6ခွန်9တုံညာထက်ကလေးပိတ်နှလုံးအပါဆိုတော့6ခွန်7ဒီကျွန်တော်တို့ဒီမှာ6ခွန်6 6ခွန်ဆိုပြီးဒေဖြစ်သွားမယ်ဗောနော6ခွန်6 6ခွန်ဒေဆိုပြီးဖြစ်သွားမယ်6ခွန်9ကတော့အားရမှာဗောနော်ဒီမှာလေးပိတ်နေရမှာပါနေပြီးသားဆိုတော့6ခွန်9ကတော့ကျွန်တော် အားရမှာဖြစ်ပါတယ်6039 6039ဒီလေဒီမှာ၃လုံးပါနေတဲ့အတွက်6039ကိုတော့ကျွန်တော်အားပေးရမှာဖြစ်ပါတယ်ဒီလိုမျိုးမဟုတ်တော့ဘူးပေါ့နော်6039 689 689ဆိုတော့ဒီမှာ6ရဲ့9ရဲ့ပါတယ်အတွက်ဒီ6ကထိစီဖြစ်တော့မယ်ပေါ့နော်ဆိုတော့669 6968ဖြစ်ပါတယ်ဒါလေးတဲ့ပေါ့နော် โอเค683ญา683ญาก็ဒီမှာ6ရဲ့3ญาရဲ့၄ပိတ်နေရာอยู่มั้ยဆိုရင်6ကထိပ်စီးနေရာရောက်သွားတဲ့အတွက်683ญา683ญา6တဲ့ဆိုပြီးဖြစ်သွားတယ်ဗောနော်ပြီးရင်89 89ဆိုတော့89ကလေးပိတ်နေရာอยู่มั้ยဆိုရင်ခွန်ကုအလေးပိတ်နေရာမှာယူမယ်ဆိုရင်ရှစ်ခွန်ကိုတရှိထိပ်ဒီပဲပေါ့နော်ရှစ်ခွန်ကိုရှစ်ကိုခွန်တဲ့ဆိုပြီးတော့ပြန်ကြပေါ့နော် ခွန်ရှစ်တုံညာကြတော့ခွန်တုံညာဆိုတော့ချစ်ကထိတ်ချပြောက်သွားတယ်ပေါ့နော်ချစ်ခွန်တုံညာရှစ်တုံညာခွန်တဲ့ဆိုပြီးတော့ဖြစ်ပါတယ်ခင်ဗျာโอเคဒါဒါလေးပဲကြံမယ်ပေါ့နော်ဒီဟာလေးကိုကျွန်တော်ဒီလေပိတ်နှလုံးအပါနဲ့ထက်စီလိုက်တာပေါ့နော်ပြီးခဲ့တဲ့ပတ်မှာဆိုရင်လည်းကျွန်တော်အာ3 4 5 6ဆိုတော့3 4 5ခွန်ဒီ6989တုံညာပဲပေါ့နော်ပြီးခဲ့တဲ့ဗလိုမျိုးပဲအတူတူဖြစ်ပါတယ်နီးနှမျိုးပုံတူပေါ့နော် 3 4 9 8ဆိုတော့ဒီမှာခွန်8ကလေးပိနေရမှာအတွေ့တွေ့ပဲဖြည့်တယ်ပေါ့နော်ဆိုတော့အဲ6ခွန်8တဲ့6 8ခွန်တဲ့9ခွန်8တဲ့9ခွန်တဲ့အဲ့ဒီမှာ9 9ခွန်8တဲ့ဖြစ်သွားတယ်ပေါ့နော်အဲ့ဒီဟာလေးဖြစ်သွားတယ်ပြီးကလေးတော့မှတော့ဒီနှလုံးပဲပုံတူတယ်ပေါ့နော်ဒီလေးပိနေရမှာဒီနှလုံးပဲပါတယ်ဒီတစ်ပတ်မှာတော့6ခွန်9တုံများဆိုတဲ့အတွက်6ခွန်9တုံများလေးလုံးစလုံးပါတယ်ဆိုတဲ့အတွက်ကြောင့်မို့8ကအော်တိုမက်တစ်ထိစီနေရရောက်သွားတယ်ပေါ့နော် ရှစ်ထိမကျဘူးဆိုရင်6ခွန်9 6ခွန်ပေါ့အော်6ခွန်9အားရတယ်ပေါ့နော်6ခွန်9အားရမယ်6ခွန်တုံးများအားရမှာဖြစ်ပါတယ်ခင်ဗျာခဲဒါဆိုရင်တော့ဒီတို့ဒါလေးတည်ဖြစ်သွားပြီပေါ့နော်တင်ရှားနည်းကြပြီခရစ်တဘတ်လိုမျိုးပဲဆက်ပြီးတော့ okay သွားခင်မယ်ဆိုရင်တော့ဒါလေးတည်ဖြစ်ပါတယ်ပေါ့နော် okay ဒါလေးကိုကျွန်တော်နောက်ထပ်ဗီဒီယိုမှာပေါ့နော်၃လုံးပေါင်းချင်းပြိတလုံးပေါင်းရှင်ပရိတ်ကိုထပ်ပြီးတင်ပြီးတော့ဒီထက်ကထပ်ပြီးရွေးချယ်သွားအောင်မှာဖြစ်ပါတယ်ပေါ့နော်။ Okay ။ ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတို့ရောက်ရှင်စီကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။